HB Zebox ဆိုတော့ဒါပဲပေါ့ဗျာ metal body တကိုယ်လုံးကတော့ metal body နဲ့မာတင်းနေအောင်သုံးရမယ် HB Zebox logo ပြောင်းသွားပြီဒုံချောင်းလေးချောင်းနဲ့ logo အဝိုင်းမဟုတ်တော့ဘူးဖွင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဘေးပေါင်လေးတွေကျင်းတယ်အထူးခြားသောအကြောင်း face sensor ပါတာဖြစ်ပါတယ် camera privacy ပါမယ် fingerprint sensor လေးပါအောင်မယ်ဗျာ keyboard ကလည်းမီးလင်းနေတယ်14လမ size လေးဖြစ်ပါတယ် Full HD display နဲ့ကြီးစိုးနေအောင်သုံးရမယ် HB Zebox ကတော့ i5 ကို8 generation ဖြစ်ပါတယ် ran 16ကိနဲ့ ssc 256နဲ့ 4d display နဲ့သုံးရမှာပဲဖြစ်ပါတယ်ဗျအဲ့ဒါတော့ဈေးနှုန်းကတော့73,900နဲ့ရောင်းပါတယ်119မှာเนาะ73,900နဲ့ရောင်းပါတယ်ဘေးကပေါ့လေကျွန်တော် ကြည့်မယ် charging port ပါမယ် type c ဒီကော type c ကတော့ data transfer ရော charger နှစ်မျိုးလုံးသုံးလို့ရမှာဖြစ်ပါတယ် lan port ပါမယ် hdmi usb audio jack ပါမယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ ့ USB တဘောထပ်ပါလာမယ်ဒါပါပဲဘေးမှာဆိုလို့ရှိရင် SD card slot same slot လေးတော့ပါတယ်ရမရတော့မသိပါဘူးမရဖို့များပါတယ်ဒါပါပဲဗျာအဲ့တော့ HP Zephyr ဈေးနှုန်းကတော့73900နဲ့ကျူပါ 16GB RAM နဲ့ SSD 256နဲ့ i5 8 Gen နဲ့ Metal Body Face Unlock လည်းရတယ် Fingerprint လည်းရတယ် HP Zephyr Logo အပြောင်းလေးဖြစ်ပါတယ်အလုံးတက်ပါတယ်เนาะအများကြီးမရောက်ပါဘူး3လုံးလောက်ပဲရောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်ဆုံးဝယ်ဖို့အကြံပြုချင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာ